2024-2025ပညာသင်နှစ်တက္ကသိုလ်ဝင်ဆောင်ပွဲကိုမလ18ရက်နေ့မှာစတင်ကျင်းပလျက်ရှိရာမလ18ရက်နေ့မှာဒုတိယနေ့အဖြစ်အင်္ဂလိပ်စာဘာသာရပ်ကိုနေပြည်တော်ကောင်စီနယ်မြေအပါဝင်တိုင်းဒေသကြီးနယ်ပြည်နယ်တီးတီးရှိအခြေခံပညာထက်တန်းကျောင်းများမှာကျောင်းသားကျောင်းသူ23659ဦးဝင်ရောက်ဖြည့်ဆို့ခဲ့ကြကြောင်းသိရပါတယ်။ဆောင်ပွဲဖြည့်ဆို့ခြင်းမပြုမီဆရာဆရာများကကျောင်းသားကျောင်းသူများဆောင်ပွဲဖြည့်ဆို့ခွင့်ကက်များမှန်မှန်မှန်စစ်ဆေးခြင်းများနဲ့ လိုအပ်တဲ့စစ်ဆေးမှုများကိုစမဝဲစီမင်းစည်းကဲများနဲ့ညီစနစ်တကျဆောင်ရွက်ကြပါတယ်။အဲဒီလိုចောင်းသားចောင်းသူများစေရေးချမ်းသာစွာဖြီးဆိုနိုင်ရအတွက်ចောင်းဝင်အတွင်းနဲ့အပြင်များမှာသက်ဆိုင်ရာလုံခြုံရေးအဖွဲ့ဝင်များ၊ကျွမ်းမာရေးဝန်ထမ်းများ၊မိသက်တပ်ဖွဲ့ဝင်များနဲ့ရက်ွက်ချေရွာအုပ်ချုပ်ရေးအဖွဲ့များကစနစ်တကျစောင့်ကြည့်ကြည့်ရှုပေးလျက်ရှိပါတယ်။ယခုနှစ်မှာနိုင်ငံခြားစာစစ်ဌာန73ခုနဲ့ပြည်တွင်းမှာစာစစ်ဌာန104ခုစာစစ်ဌာနစုစုပေါင်း 18ခုဖွင့်လှစ်ဖြည့်ဆို့ခဲ့ရာဆောင်မွေးဖြည့်ဆို့ရဲစည်ရင်ပေးသွင်းသူဦးရီစုစုပေါင်း 2843ရှိပြီးဆောင်မွေးဒုတိယနေ့အင်္ဂလိပ်စာဘာသာရဲ့လာရောက်ဖြည့်ဆို့သူစုစုပေါင်း23659ဦးရှိကဖြည့်ဆို့သူရာဂိုင်းနှုန်းအနေနဲ့64တသမ4ရှိရာဂိုင်းနှုန်းရှိကြောင်းပညာရေးဝန်ကြီးဌာနမှသိရပါဗျ။အဆိုပါ2024-2025ပညာသင်နှစ်တက္ကသိုလ်ဝင်ဆောင်မွေးကို မလ19ရက်ဗုဒ္ဓဟူးနေ့မှာသင်ချဘာသာရဲ့မလ20ရက်ကျောင်းသားရေးနေ့မှာဓာတုဗေဒဘာသာရဲ့နဲ့ပထဝီဝင်ဘာသာရဲ့မလ21ရက်နေ့ တောက်ကြနေ့မှာယူဘဗီဒဘာသာရဲနဲ့တမိုင်းဘာသာရဲမလာ22ရက်နေ့စနေနေ့မှာဇီဝဗီဒဘာသာရဲနဲ့ဘောဂဗီဒဘာသာရဲတို့ကိုဖြည့်ဆူကြရဲသတ်မှတ်ထားကြောင်းသိရပါတယ်။အဲ့လိုចောင်းသားចောင်းသူများ2024 2025ပညာသင်နဲ့တက္ကသိုလ်ဝင်ဆောင်မွေးဖြည့်ဆူနေမှုများကိုတာဝန်ရှိသူများကတွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်းသိရပါတယ်ရှင်။